မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကြောက်တကားမြို့နယ်စင်အိုးလာဟာကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့အထိုင်တပ်စခန်းကိုမတ်လ25ရက်နေ့မနက်9:00နာရီကျော်အချိန်မှာထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးပြီးလက်နက်နဲ့ကြီးစံများကိုတိမ်းဆီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကျောက်တကားမြို့နယ်နှစ်မိုင်ခန့်သာကွာဝေးပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင် AR 60ခန့်ရှိတဲ့စင်အိုးလာဟာတပ်စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးနေတဲ့ဂျားတွေကနေစခန်းကို80ရာခိုင်နှုန်းအထိသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်ရန်သူစခန်းနဲ့အထိကိုဝင်းရောက်ချင်းမုံနိုင်ခဲ့ပြီး80ရာခိုင်နှုန်းအထိသိမ်းပိုက်နိုင်ခဲ့ပါတယ်ရန်သူဘက်ကလက်နက်ကြီးတွေရောလေရင်ပစ်ကူတွေရောများပြားတဲ့အတွက်ကြာကြာတောက်မခံနိုင်မဲနဲ့မနက်မိုးလင်း6နာရီခွဲအချိန်မှာပြန်လည်ဆုတ်ခွာခဲ့ရပါတယ်လို့ Spring Warrior Column ဟာပွန်ခရိုင် PDF အမှတ်1တိုင်းရင်27001ကတာဝန်ရှိသူကပြောပြထားပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တေဆုံးသွားတဲ့အလောင်းတွေကိုတိတ်ခဲ့ရပြီးတော့စစ်ကောင်စီဘက်ကတိုက်ခတ်ရေး၄ရင်၂စီ MI 35 0နဲ့တနအီကျော်ကြောင်ပြစ်ကူပေးခဲ့သလိုကြောက်တကားမျိုးရုံမောင်းစုံကွင်းချောင်းဝချေးရွာနဲ့ပိန်းစက်လုံးမျိုးအခြေဆိုင်ခလိုက်ရ264တရင်ကဟာဝေစာမင်းဆိုင်တွေနဲ့လဲမနက်9နာရီဝန်းကျင်အထိကိုပြစ်ကူပေးခဲ့တယ်လို့သိရပါတယ် တိုက်ပွဲထဲမှာတော့စစ်ကောင်စီဘက်ကမတားအောင်ဆန္ဒလောင်းကိုမျက်မြင်တွေ့ခဲ့ရပါတယ်။ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များတယ်။ G3 ကြည်စံ180တောင်းနဲ့ခမောက်၃လုံးကိုရရှိခဲ့တယ်။ရတဲ့ G3 တက်လက်ကလည်းလေရင်ဘုံးစားထိမှန်ပြီးတော့ကျိုးပြဲ့သွားပါတယ်လို့ P2 7001ကတာဝန်ရှိသူကဆက်လက်ရှင်းပြထားပါတယ်။တိုက်ပွဲအတွင်းမှာ၃ခွန်၃ညနဲ့တိုက်ရင်ကကာကွယ်ရေးဘော်တအူး ဘုံရထိမှန်တိတ်ဆုံးခဲ့ရပြီတော့ထိခိုက်ဒဏ်ရာရှိသူများရှိက Spring Warrior Column ကကာကွယ်တပ်ဖွဲ့ဝင် AK ကိုလည်းဘုံရထိမှန်ခဲ့ပေမဲ့ကြီကအုတ်ထုတ်ရှိနေခဲ့တာကြောင့်ကံကောင်းစွာနဲ့အသက်ဘေးကနေပြီးတော့လွတ်မြောက်ခဲ့ရတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို view 25လက်အောက်ခံတရင်တွေဖြစ်ကြတယ် Spring Warrior Column 3ခွ3ညနဲ့တက်ရင်အထူးကွန်မန်ဒိုရိုးမာနဲ့တက်ရင်တို့နဲ့အတူ KNU KNL ရင်းကိုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုးတန်ဗရောင်းမြွန်ရဲ့တိုက်ပွဲမှာအချမ်းပတ်စစ်တပ်ရဲ့မော်ဘီအခြေချခလိုက်ရ60တဲ့တိုက်ရင်ကဘိုးလောင်းတင်တန်းဆင်းလာတဲ့အလုတ်တင်ဘုံနန်းဝင်းအောင်အပါအဝင်အလုတ်တင်ဘုံအရာရှိပေါက်ဆ၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဗူလာအတွင်းမှာရခိုင်နဲ့ဘဂိုးအဆက်ဗရောင်းမြွန်နယ်မှာဖြစ်ပွားတဲ့တိုက်ပွဲများကိုအချမ်းပတ်စစ်တပ်ကရန်ကုန်ခြေစိုက်တိုက်ရင်ဖြစ်တဲ့ခလိုက်ရ60တဲ့ကဘိုးလောင်းတင်တန်းဆင်းလာတဲ့သူများနဲ့စစ်မှုထမ်းတင်တန်းဆင်းများကိုအများဆုံးပို့ဆောင်တိုက်ခိုက်ခိုင်းခဲ့တယ်လို့သိရပါတယ်ထွက်ပြေးလွတ်မြောက်လာတဲ့စစ်ကောင်စီတပ်သားတအုပ်ရဲ့ ဲ့ပြောဆိုချက်အရဗရောင်းမြို့နယ်အတွင်းတိုက်ပွဲများမှာစစ်တပ်ကအရာရှိနဲ့စစ်သားအယောက်120ကျော်တိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာမင်းလာမြို့နယ်စိန်ကန့်လက်ရွာ RTC ရက်ကွက်မှာနေထိုင်တဲ့ဦးမျိုးဝင်းနဲ့ဒေါ်နန်းနန်းတို့ရဲ့သားဖြစ်သူဗိုလ်လောင်းတင်တန်းဆင်းထားတဲ့အလုတ်တင်ဘုံနန်းဝင်းအောင်လဲပဝင်တိုက်ခိုက်ခဲ့ရပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင်၎င်းတို့နဲ့အတူပို့ဆောင်ခြင်းခံရတဲ့စိန်ကန့်လက်ရွာကဗိုလ်လောင်းတင်တန်းဆင်းထားသူ၃ဦးလဲမတပေါ်သွားတယ်လို့သိရပါဗျ။ဒါပေမဲ့စစ်တပ်ကအလုတ်တင်ဘုံများတိတ်ဆုံးတဲ့သတင်းကိုချက်ချင်းအကြောင်းမကြား ပဲတလကျော်အကြာမက်လ23ရက်နေ့မှာအတိပေးလာတယ်လို့သိရပါတယ်အလုတ်တင်ဖို့နန်းဝဲအောင်တိတ်ဆုံးမှုသတင်းကိုကျန်းရင်းသူမိသားစုများထံကိုအကြောင်းကြားတော့လေရုပ်အလောင်းကိုတော့လာရောက်ပို့ဆောင်ခြင်းမရှိဘူးလို့သိရပါတယ်အလုတ်တင်ဖို့နန်းဝဲအောင်ရဲ့မင်းလာမြို့နယ်နေအိမ်မှာမက်လ23ရက်နေ့ကစတင်ပြီးတော့ရက်လယ်တပိတ်သွတ်နာရီကိုပြုတ်လွတ်ခဲ့တယ်လို့သိရပါတယ်နန်းဝဲအောင်ကမော်ဘီအခြေစိုက်ခလာရ60တဲ့တိုင်ရင်ကဘိုးလောင်းတင်တန်းဆင်းပြီးပြီးချင်းမှာ ဖေဖော်ဝါရီလမှာပဲရခိုင်နဲ့ပဲခူးအဆက်ဗရောင်းမြို့နယ်ဘက်ကိုအပုတ်ခံရတာတိုက်ပွဲအတွင်းမှာတိုက်ဆုံသွားပါတယ်မက်စလာ23ရက်နေ့ကစစ်တပ်ကမိသားစုထံကိုအကြောင်းကြားခဲ့တယ်အလောင်းတော့ပြန်မရဘူးသူ့ဖေကခြေပြတ်နေတာသူ့ဖေကလည်းတတ်ထွက်ပဲသူသားအကြီးကောင်ကမလေးရှားမှာနန်းဝဲအောင်ကငယ်ကောင်လို့တပ်တွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ရခိုင်နဲ့ပဲခူးအဆက်ဗရောင်းမြို့နယ်အတွင်းထိတွေ့တိုက်ပွဲများမှာခလာရ61တက်ရင်ဟာတက်ပြတ်သွားပြီးတော့တေဆုံးသူများနဲ့ထိခိုက်ဒဏ်ရာရှိသူများအလို့များပြခဲ့ကြအောင်တရင်ရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AOD တိုင်းလေးမျက်နှာမျိုးအနီးကို A ရဲ့ထိုးစစ်များရောက်ရှိလာပြီးတော့အချက်မဲ့စစ်တပ်ကငဝန်တရာအစင်ရွှေတစ်စုရွာမှာခန်းစစ်ပြင်းစင်နေကကြီးရွာပြည်သူများကိုထမင်းနဲ့ဟင်းများကိုစစ်တပ်ကအတင်းကျပ်ချက်ခိုင်းပြီးတော့ပို့ဆောင်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာဇမ်းပိုင်းကစတင်ပြီးတော့လေးမျက်နှာမျိုးနယ်မှာ A နဲ့အချက်မဲ့စစ်တပ်တို့ထိတွေ့တိုက်ပွဲများစတင်ပြင်းထန်လာပြီးတော့လက်ရှိအချိန်မှာလေးမျက်နှာမျိုးအနီးအထိကို A ရဲ့ထိုးစစ်များရောက်ရှိလာတယ်လို့သိရပါတယ်။လက်ရှိမှာအချက်မဲ့စစ်တပ်ကငဝန်တရာ အဆင်းမှာရှိတဲ့ရွှေတက်စုရွာမှာခန်းစစ် ပြင်ဆင်နေတယ်လို့သိရပါတယ်။ဒါ့အပြင်ငဝယ်မြေအနောက်ဘက်မှာရှိတဲ့တမိုင်းဝင်ထူပါယုံဖရားကြီးမှာလည်းအကြမ်းဖက်စစ်သားတချို့ရောက်ရှိနေပြီးတော့တပ်ဆွဲရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာတဲ့အတွက်ကြောင့် ်ထူပါယုံဖျားကြီးအနည်းမှာရှိတဲ့ကြေးရွာများကပြည်သူများဟာဘေးလွတ်ရာကိုကြိုတင်ပြီးတော့ရှောင်ရှားနေကြတယ်လို့သိရပါဗျ။အခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီတပ်သားများလာရောက်တပ်ဆွဲခြင်းကြောင့် match လာ23ရက်နေ့ကစတင်ပြီးတော့ရွှေသစ်စုကြေးရွာရဲ့လက်နက်ကိုင်ကြေးရွာအုပ်ချုပ်ရေးမှူးဇွန်နိုင်ကကြေးရွာနေပြည်သူများကိုအလဲကျထမင်းနဲ့ဟင်းများအတင်းကျပ်ချက်ခိုင်းပြီးတော့စစ်ကောင်စီတပ်သားများထံကိုပို့ဆောင်ခိုင်းနေတယ်လို့သိရပါဗျ။ကြေးရွာနေပြည်သူတွေကစစ်ခွင်းအကောင့်တရားစာအတွက်ချက်ပြီးတော့ပို့ဆောင်နေရပါတယ်။ ်ရွာလူကြီးဇွန်နိုင်ဦးကလက်နဲ့ကိုင်းအုပ်ချုပ်ရေးမှုပါသူ့အိမ်မှာလဲလက်နဲ့ခဲရန်တချို့တင်းစီထားတာရှိတယ်အခုဆိုရင်နေတိုင်းလိုလိုလက်နဲ့ကြီးတန်းနေကြားနေရပါတယ်တဖြည်းဖြည်းနဲ့လက်နဲ့ကြီးတန်းကပို့ပြီးတော့ကြဲကြဲလောင်လောင်ကြားနေရပါတယ်အေအေရဲ့ထိုးစက်ကမြို့နာကိုကက်လာပြီလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အကြမ်းမဲ့စစ်တပ်ဟာလေးမြနာမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲများမှာထိခိုက်သေးဆုံးမှုများများပြားနေပြီးတော့လေးချောင်းနဲ့လက်နဲ့ကြီးများကိုသာအားကိုးပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ပနိုင်ငံများကိုမြန်မာအလို့သမားများတွားရောက်အလို့လောက်တိုင်နေမှုများကိုနိုင်ငံအလိုက်စစ်ကောင်စီကအရေးအတွက်လာစဉ်ကတ်တတ်ထွက်ခွာခွင့်ပြုပြီးတဲ့နောက်ပြည်တွင်းမှာသာအလို့လောက်ကြရန်မင်းအောင်လှိုင်ကစော်တလွဲတွေပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့အစည်းအဝေးမှာအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်ပကိုတွားရောက်ပြီးတော့အလုံလုံကင်နေမှုများနဲ့ပတ်သက်ပြီးတော့လည်းအခုလိုလှုပ်ဆောင်မှုများကြောင့်ပြည်တွင်းထဲမှာအလုံသမားများရှားပါမှုများဖြစ်ပေါ်နေတဲ့အတွက်ပြည်တွင်းထဲမှာအလုံကင်အခွင့်အလမ်းများကိုဖော်ဆောင်ပေးရန်လိုအပ်တယ်လို့ပြောဆိုလိုက်ပါဗျ။ပြည်ပကိုတွားရောက်ပြီးတော့အလုံလုံကင်ခြင်းထက်ဘဝလုံးကြုံမှုရှိတဲ့ပြည်လွှဲမှာအလုံလုံကိုင်းနိုင်မဲ့လုပ်ငန်းခွင်များမှာလုပ်ကိုင်မဲ့ဆိုပါကကြီးပွားတိုးတက်နိုင်မဲ့အခွင့်အလမ်းများရှိပြီးတော့ ပြည်ပကိုတွားရောက်လောက်ကင်မဲ့အစားပြည်ရင်းထဲမှာသာအလုလုကြရန်တိုက်တွန်းပြောဆိုလိုက်တယ်လို့သိရပါဗျ။ ပြည်တွင်ထဲမှာအလုတ်လောက်ကင်နိုင်ရေးအတွက်၎င်းတို့ကိုနှီးပညာများအလုတ်ကင်အခွင့်အလမ်းများစက်မှုနှီးပညာများစတာတွေကိုဖော်ဆောင်ပေးနိုင်ရမှာဖြစ်တယ်လို့မင်းအောင်လိုင်းကပြောဆိုလိုက်ပါတယ်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လိုင်းရဲ့အမိန့်နဲ့အလုတ်သမားဝင်ကြီးအစ်စ်ဖြစ်လာတဲ့ချစ်ဆွေကအခုမက်စလာကစတင်ပြီးတော့ထိုင်းဂျပန်မလေးရှားကိုရီးယားနဲ့စင်ကာပူနိုင်ငံများကိုအလုတ်သမားများစေလွှတ်မှုများကိုအရေးအတွက်တွေကန့်တက်လိုက်ပြီးတော့ပြည်ပအလုတ်ကင်အေဂျင်စီတစ်ခုမှထိုင်းနိုင်ငံကိုမြန်မာအလုတ်သမားအရေးအတွက်တစ်လကိုအယောက်90နှုန်းကိုရီးယားနိုင်ငံကိုမြန်မာအလုတ်သမားအရေး ရေတွာတလကို10ဦးနှုန်းစင်ကာပူနိုင်ငံကိုမြန်မာအလုံသမားရေတွာ တလကို9ဦးနှုန်းမလေးရှားနိုင်ငံကိုမြန်မာအလုပ်သမားရေအတွက်တလကိုအယောက်20နှုန်းသာပေးပို့ရမှာဖြစ်တယ်လို့ကန့်သက်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်အသက်18နှစ်ကနေအသက်35နှစ်အထွန်းရှိတဲ့အမျိုးသားလူငယ်များအားလုံးကိုလည်းပြည်ပနိုင်ငံများကိုတွားရောက်ပြီးတော့အလုပ်လုပ်ခွင့်ကန့်သက်ပိတ်ပင်ထားပြီးတော့ပြည်ပရောက်မြန်မာများအနေနဲ့လည်းပြည်ရင်းကိုမဖြစ်မနေပြန်လည်ပြီးတော့စစ်မှုပြန်ထမ်းရန်အတွက်ဖိအားပေးမှုများကိုဇက်တိုက်လှုပ်ဆောင်လာကြောင်းပြည်ပရောက်မြန်မာလူငယ်များရဲ့မိဘများကတရင်ပေးဖို့တိုင်ကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုခံရတဲ့နွားချောင်းသားတအုပ်နဲ့ညီဖြစ်သူကိုစားစစ်မှုထမ်းခဲ့ရတယ်။စစ်မှုထမ်းတပ်သားတဲ့တအုပ်တို့ဟာခမရ998တိုင်ရင်ကနေထွက်ပြေးလာပြီးတော့လက်နက်ခဲရများနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်လာ25ရက်နေ့မှာတနင်္သာရီမြို့နယ်အခြေဆိုင်ခမရ95ရှစ်တိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာဒေါနာတက်ရင်ဘျူဟာ33နယ်မြေအတွင်းကိုတနက်နက်လန်လက်နက်ခဲယံအပြည့်စုံနဲ့အတူအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုအာကာတင်လင်းဟာ MA2 တနက်တလန်ကြီပေါက်3ခုကြီအတောက်100လက်ပြဘုံတစ်လုံးနင်းမိုင်းတစ်လုံး ဗတ်တထဲနဲ့စစ်မှုတန်းတက်သားတဲ့ကိုနေလင်းအောင်ဟာ MA1 တလက်ကြီပေါက်3ခု G65 တောင်ပို့ကြီ9တောင်အင်နာက3လုံးနင်းမိုင်းတစ်လုံးဗတ်တထဲတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား2ဦးကပြည်ကတအူးနဲ့ဘိတ်ကတအူးပါလောလောဆယ်တအူးကိုငွေကျပ်9သိန်းစီပေးထားပါတယ်ဝင်ကြီးဌာနကလည်းတင်ပြထားတာဖြစ်တဲ့အတွက်ဂုံပြုစုဝင်ထပ်ပြီးတော့ရပါအောင်မယ်ကျွန်တော်တို့ဘက်ကလည်းဝင်ဖို့ကမ်းလှမ်းတာတွေရှိပါတယ် အစစ်စစ်ချိတ်ဆက်ပြီးတော့ဝင်ရောက်လာတာပါဘိတ်ကတယောက်ကခြေထောက်ကျိုးမှုတဲ့သူညီကိုစားမဲပေါလို့ဝင်လာရတာပါပြီကတယောက်ကတော့နွားเจ้าနေရင်းနဲ့အဲ့ဒါမှပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာပါ စစ်မှုထမ်းအပတ်စဉ်9နဲ့6ကလို့သိရတယ်လို့ဒေါနာစစ်ချောင်းကတိုက်ရင်မူရဲဘော်ရဲနိုင်ကပြောပြထားပါတယ်အခုလိုမျိုးအလင်းဝင်လာတဲ့တပ်သားတဲ့နှစ်ဦးဟာအကြမ်းမစစ်တဲ့ရဲအတင်းအဓမ္မစစ်သားတဲ့အဖြစ်နဲ့စုဆောင်းခံရသူများဖြစ်ပြီးပလောအခြေဆိုင်အမတ်ဆက်နဲ့တပ်မတော်တမ်းမြင့်လေ့ကျင့်ရေးကျောင်းနဲ့ဝဲကလေးအခြေဆိုင်အမတ်လေးတပ်မတော်တမ်းမြင့်လေ့ကျင့်ရေးကျောင်းတို့ကတင်နန်းစင်တပ်သားတဲ့များဖြစ်တယ်လို့သိရပါတယ်အကြမ်းမစစ်တဲ့ရဲစစ်မှုထမ်းအမိတ်ချိန်ညာချက်များကြောင့်အတင်းအဓမ္မတပ်သားတဲ့စုဆောင်းခံရသူများအပါအဝင်ပြည်သူ့ဘက်ကိုရက်တီလို့တဲ့တပ်မတော်သားများနဲ့ရဲတပ်ဖွဲ့ဝ ဝင်းများအနေနဲ့ Telegram @nanyan signal @yai.08 Viber Viber Plex 666599540နဲ့ဖုန်းနံပါတ်39884 8964ကိုဆက်သွယ်နိုင်တယ်လို့ဒေါနာစစ်ကြောင်းကတည်ရင်မူရဲဘော်ရန်နိုင်ကပြောပြထားကြောင်းသတင်းရရှိပါရခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ